ကြိုက်ထုံမြို့နယ်ကြက်ကတာရွာအနီးနာမည်ကြီးကော့ဆန်တော်ရမှာတရင်သုံးနေစဉ်နှာကူးပေါက်နဲ့12တောင်လောက်ရှိတဲ့စပကြီးမွေစိုးကြီးတွေမကြာခဏလာရောက်ချင်းကပ်ပြီးဆရာတော်ကိုလာရောက်ဖူးမြော်ကြပါတယ်စိန်အင်းတော်ရမှာတော်ရစောက်တည်နေချိန်တုန်းကလည်းအဲ့ဒီဘက်ကနာမည်ကြီးတဲ့ကြားစိုးကြီးတွေဟာညအခါမှာအင်မတန်ရင်ပါတဲ့ကြောင်လေးတွေအလားတိတ်ဆိတ်စွာလာရောက်အိဆက်ကဆရာတော်ကြီးကိုစောင့်ရှောက်ကြပါတယ် ဇာပနာပွဲကြီးပြီးသွားပြီမဲ့လေဖုံးတော်ကြီးရဲ့တကြိုရာတင်းကျိုင်းတော်မှာညဘက်ညဘက်ဆိုမီးလုံးကြီးတွေမကြာခဏပြန်တက်နေတာကိုမြင်ရပြီးမီးလုံးတွေဟာလည်းရောင်စုံတက်တော်တွေမြူးကြွနေတာကိုအဲ့ဒီရွာအနီးပဝန်းကျင်ကနေတဲ့သူတော်တော်များများကတွေ့ကြရတယ်လို့လည်းပြန်လည်ပြောပြပါဗျ။